ငွေကြေးကျတဲ့ကင်းတယ်ငွေကြေးတည်ငြိမ်မှုရှိတယ်ဆိုတော့ financial stability ကချမ်းသာကြွားတဲ့အဆင်မဟုတ်ပေမဲ့လူတူချင်းအတွက်ပဲဖြစ်စေအောင်မိသားစုတစုချင်းစီအတွက်ပဲဖြစ်အင်ပန်ရည်ကြည်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငွေကြေးကျတဲ့ကင်းစီမယ်နီလန်ခုနှစ်ချက်အကြောင်းပြောပြပေးသွားခြင်းပါလူတူချင်းစီအတွက်ပဲဖြစ်ဖြစ်မိသားစုတစုချင်းစီအတွက်ပဲဖြစ်ဖြစ် အခြေခံကျတဲ့ financial stability ငွေကြေးတည်ငြိမ်မှုရှိတဲ့ငွေကြေးကျတဲ့ကင်းတဲ့အခြေအနေရတော့ဒါအခြေခံနေတဲ့အရေးကြီးပါတယ်။ဟိုအခြေခံအသုံးစိတ်ပေါ့နော်ကျွန်တော်စာဝတ်နေရေးတို့ပညာရေးတို့ကျမ်းမာရေးတို့ဒီလိုအခြေခံအသုံးစိတ်အပြင်ပိုအလုတ်ပြုတ်သွားလို့ကျမ်းမာရေးကအလုတ်ကနားလေးရလို့ပေါ့နော်ဒီလိုအရေးပေါ်အခြေအနေဖြစ်လာရင်တော့မှာပဲငွေကြေးရဖြည့်ရှင်းနိုင်တဲ့အခြေရှိဖို့လိုပါတယ်အနည်းဆုံးတော့ကျွန်တော်တို့ကဒီငွေကြေးတည်ငြိမ်မှုရှိတဲ့ financial stability အခြေအနေရှိနေဖို့လိုပါတယ် financial stability အတွက်ကျွန်တော်တို့အခြေခံကြတဲ့အချက်ခုနှစ်ချက်ကြောင်းဝေမျှပေးသွားကြတယ် ပထမဆုံးချက်ကတော့မိမိကိုယ်ကိုယဉ်နိမ့်မြှန့်ပါကိုယ့်ကိုယဉ်နိမ့်မြှန့်တယ်ဆိုတဲ့အခါမှာကိုယ့်ရဲ့ဝင်ငွေရဖို့အတွက်ကိုယ့်ရဲ့ဒီ career ကိုယ့်ရဲ့ professional အတွက်ကျွန်တော်တို့ investment လုပ်ဖို့လိုတယ်ကိုယ့်ကျွမ်းကျင်မှုတွေတည်ဆောက်ဖို့လိုတယ်ကျွမ်းကျင်မှုဆိုတဲ့နေရာမှာကိုယ့်ရဲ့ဒီ professional skill ပြင် financial skill နဲ့ implant ရည်ကြည်ပါတယ်ငွေချတာတစ်ခုတည်းနဲ့အဆင်မပြေဘူးငွေကြေးကိုစီမံခန့်ခွဲတတ်အောင်လည်းလုပ်ဖို့ implant ရည်ကြည်ပါတယ်ဒုတိယချက်ကတော့ပါလဲဆိုလို့ရှင်ငွေကြေးညီမှန်းချက်ထားပါပန်းနိုင်တဲ့ပတ်သက်လို့ရှင်ဘောနော်တခြားပန်းနိုင်တဲ့အပြင် ျွန်တော်တို့ငွေကြေးဆိုင်ရာပန်းနိုင်လဲထားဖို့အရေးကြီးပါတယ်ပန်းနိုင်ထားပြီဆိုလို့ရှိရင်ကျွန်တော်ပြောပြောနေတဲ့ဒီ smart ကိုချက်ဖို့အရေးကြီးတယ်ပေါ့ကျွန်တော်ပန်းနိုင်ရင်ရှင်းလင်းဖို့လိုတယ်လက်လန်းမိနိုင်ဖို့လိုတယ်တိုင်းတာလို့ရဖို့အရေးကြီးတယ်ပေါ့ထားပါတော့လူတယောက်က ကြီးလာချမ်းသာခြင်းတွေလို့ပြောလို့ဒါမျိုးတော့ဒုတိုင်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့လိုဒီမှတ်ချက်ထားလို့မရပဲနဲ့ဟိုဘယ်သက်ရွယ်ရောက်လို့ရှင်တော့ဘယ်လောက်ထိကြော်ဝတ်ချမ်းသာရမယ်ဆိုတဲ့ပန်းနိုင်ပြပေါ့နော်ဒါမျိုးကျွန်တော်တို့ထားဖို့လိုပါတယ်နောက်တစ်ခေါက်တော့အရေးကြီးတာတော့ budget ဆွဲပါဝင်ငွေနဲ့ဖောက်ငွေကိုကျွန်တော်တို့ချိန်ဆနိုင်ဖို့ဆိုလို့ရှင်တော့ budget ကအင်တန်အရေးကြီးပါတယ်အခြေခံကြတဲ့ရလို့ပြောပါတယ်တစ်ခါတရံရှိတယ်ကျွန်တော်တို့ကဝင်ငွေကောင်းနေပေမဲ့အသုံးစိတ်တွေများနေတဲ့အခါကျွန်တော်လှစင်ကိုယ့်ရဲ့ဝင်ငွေကဘယ်လိုပျောက်ပြက်လို့ပျောက်ပြက်သွားမှမသိဘူးရှိနေတဲ့သူတွေလည်းဒါအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့ကတစ်ခုဆိုတော့ねဝင်ငွေရလာပြီ လို့ရှိရင်အပုံလေးတွေပုံပေါ့နော်အကြံများဖြင့်ဆိုလို့ရှိရင်တော့အခြေခံသုံးစိတ်အတွက်ဘလောက်လှုပ်ချင်တာလေးတွေကျွန်တော်တို့ once တွေအတွက်ပေါ့နော်ကျွန်တော်တို့ဘလောက်အနာဂတ်အတွက်စူးစမ်းရင်းနှီးမြှုပ်နှံမှုအတွက်ဘလောက်ဆိုပြီးတော့ကိုယ့်ရဲ့ဝင်ငွေချိုးချောက်ဖွဲ့ပြီးတော့ budget ဆွဲဖို့လိုပါတယ်နောက်တစ်ခုတော့ပါလဲဆိုလို့ရှိရင်အသုံးစိတ်တွေစစ်ဆက်ပါနော်ကျွန်တော်ဝင်ငွေတိုးတက်လာတဲ့အလျောက်ကျွန်တော်တို့အသုံးစိတ်တွေကလည်းအလျှောက်ပြီးတိုးတက်လာမယ်ဆိုလို့ရှိရင်ကျွန်တော်ငွေကြေးကျက်တဲ့အများကြီးကြုံရအောင် အဲ့တော့ခုနလိုကျွန်တော်တို့ budget ဆွဲပြီးဆိုလို့ရှိရင်ကျွန်တော်တို့အသုံးစိတ်မှလည်းပို့အတွက်လူရာတွေပဲသုံးပြီးတော့လူရာတွေအရေးမကြီးတာတွေကျွန်တော်ရှောက်ပြီးသုံးပြီးပို့အရေးကြီးပါတယ်သူသဖြင့် loan တွေတော့အရေးကြတဲ့နယ်ဝယ်တဲ့ဟာတွေကျွန်တော်သတိထားဖို့အရေးကြီးတယ်ဒါတွေကလုံလောက်ကဲဖြစ်လာပြီးသူသဖြင့်တော့ကိုယ့်ရဲ့ဝင်ငွေထက်ကျော်လာပြီဆိုလို့ရှိရင်ကျွန်တော်ငွေကြီးအကျတဲ့ဒဲမှာရောက်ဖို့အကျွေးထောင်ကျော်ထဲမှာနေဖို့လားလာပို့ပြီးတော့များပါတယ် နောက်တစ်ခေါက်တော့ပါလို့ဆိုလို့ရှင်ပုဂ္ဂိုလ်ဝယ်ရင်ပေးပါကျွန်တော်ဝင်ငွေတစ်ခုရလာပြီဆိုလို့ရှင်ခုနလိုဒီအသုံးစိတ်တွေတွေပဲရင်ထည့်လိုက်တာမျိုးအကျွေးပေးစရာတွေပြင်ပေးလိုက်တာလောက်တာနဲ့စာရင်ကျွန်တော်တို့ပုဂ္ဂိုလ်ဝယ်ရင်ပေးဖို့လို့ကိုယ့်ကိုယ်ဝယ်ရင်ပေးတယ်ဆိုတော့ကိုယ့်ရဲ့အနာဂတ်တော့စုဆောင်ရင်းနှီးမြှုပ်နှံမှုအရှင်လောက်ဖို့လို့တော့အုံးမိမမစုပါနဲ့စုပြီးမှသုံးပါဆိုပြီးတော့ပြောတဲ့စကားတော်ရှိတယ်ကျွန်တော်စုဆောင်ရင်းနှီးမြှုပ်နှံမှုအရှင်လောက်ပဲမဟုတ်လို့ရှင်ကျွန်တော်တို့က30ရှိတာတွေရှောက်သုံးပေးစရာရှိတာတွေအရင်ပေးပြီးစုဆောင်ရင်းနှီးမြှုပ်နှံမှုကကျွန်တော်တို့ကဘယ်တော့မှမကျန်တာမျိုးရှိကြတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်တို့တစ်ခုဆိုတာနဲ့ကိုယ့်ကိုယ်အရှင်ပေးပါကိုယ့်ရဲ့စုဆောင်ရင်းနှီးမြှုပ် ွန်နမှုတော့အရင်သုံးပါပြီးမှကျန်တဲ့ expanded liabilities တွေကိုထည့်ပါဆိုပြီးတော့ပြောပါတယ် ဆိုတော့နောက်တစ်ချက်ကတော့ဘာလဲဆိုရင်အကျွေးတွေအခု decide ချင်မှာကျွန်တော်အကျွေးနဲ့ပတ်သက်လို့ရှင် good up နဲ့ bad up ဆိုပြီးတော့ရှိပါတယ် good up ဆိုတော့ကောင်းတဲ့အကျွေးပေါ့လေကိုယ်ကငွေရှာပေးမဲ့အရာတွေကျွန်တော်တို့ access တွေဖန်တီးဖို့အတွက်ချီးကျူးတဲ့အကျွေးကို good up လို့ဆိုတာဖြစ်ပါတယ် bad up ဆိုတော့အတုံးစိတ်အတွက်တသက်ချီးတဲ့အကျွေးတို့ now ပေးရတဲ့တိုင်းဝန်ကိုပေးတဲ့အကျွေးတို့ဖြစ်ပါတယ် bad up ဆိုတော့အတုံးစိတ်အတွက်တသက်ချီးတဲ့အကျွေးတို့ now ပေးရတောင်းဝန်တွေပေါ့ liability တွေအတွက်ချီးတဲ့အကျွေးတွေဒါမျိုးတွေအတွက် bad up လို့ခေါ်ပါတယ် good up ကတော့ပြဿနာမရှိဘူးကိုယ်ပတ်စံရှာပေးမဲ့အကျွေးလည်းဖြစ်နေတဲ့အတွက်ဒါလိုရလို့ရှိရင်ကျွန်တော်ချီးစင်လို့ရှိရင်ချီးရမှာဖြစ်ပါတယ်ဒါမှမဟုတ် bad up တို့ဟာ ါမျိုးကြတော့ကျွန်တော်တို့တရားစစ်စစ်ပြီးတော့ခြေကိုလိုတယ်ကျွန်တော်တို့မာဒီဘတ်တပ်တွေများလာပြီဆိုလို့ရှင်အကျွေးဝန်တော့မူတွေဖြစ်လာပြီးတော့ကြားလေကြားလေကျွန်တော်တို့မာဒီအကျွေးနွန်နဲ့နှင့်နေတာမျိုးတိုးတွေပြီးပြီးတော့ငွေကြီးအကြက်တဲ့မှာနှင့်နေတာမျိုးပါဒါမျိုးတွေကျွန်တော်တို့ဖြစ်သွားနိုင်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ sourcing ရင်းနှီးမြှုပ်နှံပါကျွန်တော်ဝင်ဝင်နဲ့ပတ်သက်လို့ရှင်အနိုင်ငံမျိုးခေါ်တဲ့အတက်ပင်ကတစ်ခုတည်းကိုမိခိုတာနဲ့ဆိုင် ကိုရန်ထဲထဲဝင်အလုံးမလုပ်လဲပဲဝင်ဝင်ရတဲ့ passive income တွေကိုလည်းကျွန်တော်ဖန်တီးဖို့လိုပါတယ်ကျွန်တော် idea ကိုမလုပ်ဖို့လိုတယ်ဆိုရင် minimum မှုတွေလုပ်ဖို့လိုတယ် minimum မှုလုပ်တယ်ဆိုတော့ကျွန်တော်တို့အရင်းနှီးတွေအများကြီးရှိမှလုပ်မယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့ကိုတက်နိုင်တဲ့ပမာဏနဲ့စပြီးတော့ invest လုပ်လို့ရပါတယ်ရေးကြည့်တာကျွန်တော်တို့ source စနိုင်လေအချို့များကပိုရနိုင်လေဖြစ်ပါတယ်ကျွန်တော် source စရတယ်ဆိုလို့ရှင် common interest ကိုခေါ်တဲ့ twin amount နေပြီးတော့မှကျွန်တော်ရတဲ့အတိုးပေါ်အတိုးဆင်းတဲ့အချို့မြတ်တွေနဲ့ပေါ့နော်ကျွန်တော်တို့ရဲ့ကြွယ်ဝမှုကမြန်မြန်ဆန်ဆန် grow ဖြစ်နိုင် ဖြစ်ပါတယ်အားလုံးပဲငွေကြေးအသိပညာကျွေးဝပြီးငွေကြေးကြက်တက်ကင်တဲ့ဘဝကိုတည်ဆောက်နိုင်ကြပါစေအားလုံးကျေးဇူးများတင်ပါ